ဂျာမန်ကလပ်ကိုဂိုးပြတ်အနိုင်ရခဲ့ခြင်းနဲ့အရေးပါခဲ့တဲ့အချက်၃ချက်မင်္ဂလာပါရှင်စပော့ကဘာကနေကြိုဆိုလိုက်ပါတယ်လီဗူးကတော့၄ပွဲဆက်အရှုံးကနေရုံးထွက်ရင်းနဲ့ဘိုးပြနိုင်ပွဲတစ်ခုကိုပိုင်ဆိုင်သွားနိုင်ခဲ့ပါပြီ နိုင်သွားမှသာလွယ်လွယ်နဲ့နိုင်သွားတယ်လို့ပြောလို့ရပါမယ်။တကယ်တမ်းပွဲမစခင်အချိန်မှာကတော့ဒီလိုမျိုးခိုးပြတ်တဲ့ပွဲစဉ်တစ်ခုဖြစ်လာလိမ့်မယ်လို့လည်းဘယ်သူမှထင်ထားမှာမဟုတ်ပါဘူး။ဒီပွဲစဉ်မှာအားရစရာကောင်းတဲ့အချက်တွေကိုမြင်တိခဲ့ရပါတယ်။ပထမဆုံးအချက်ကတော့ Amslot ရဲ့ကစားသမားခင်းချင်းပုံပါပဲ။မိုးဆာလာကို line up တည်ချပေါက်အောင်မယ်လို့တွေးထားတဲ့ Amslot ဟာ4231အစား442ဟန်လိုမျိုးကိုခင်းချင်းခဲ့ပါတယ်။ပြောရမယ်ဆိုရင်တော့ Amslot တယောက်ခေါင်းမမာပဲနဲ့ ရိသတ်တွေဖြစ်ခြင်းနဲ့ဆန္ဒအထူးသဖြင့်လက်ရှိကစားသမားအခင်းကျင်းမှာ အဖြစ်တင်ဆုံးလူစင်းကိုဒီပွဲစဉ်မှာထုတ်သုံးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းပဲဒီလိုမျိုးခိုးပြနိုင်ွယ်တခုကိုပုံဖော်နိုင်ခဲ့တာပါ။မရှိလို့ခဏခဏပြောခဲ့သလိုပါပဲ။လီဗာပူးအသင်းမှာတကယ့်ထိတ်တန့်ကစားသမားကောင်းတွေအများကြီးရှိပါတယ်။ဒီပြအနေနဲ့သူတို့ရဲ့အရေးချင်းတွေကိုညှစ်ထုတ်တတ်ဖို့ပဲလိုတာပါ။ဒါကိုဒီဖရန့်ဖက်နဲ့ပွဲစဉ်မှာကတော့ကောင်းကောင်းကြီးပြလို့သွားနိုင်ခဲ့တာကိုတွေ့ရပါတယ်။ဒီချက်ကအရေးကြီးဆုံးအချက်ဖြစ်ပြီးတော့ ဒီပွဲကို အနိုင်ရစေခဲ့တဲ့ပဓာနာကြတဲ့အချက်လည်းဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ကွင်းလယ်ပိုင်းမှာကွင်းလယ်မှာကာတစ်ကျုံပါလာတဲ့အခါမှာကာတစ်နဲ့ဆိုဘူကအတော်လေးကိုလိုက်ဖက်ပြီးတော့နေရာအပြည့်ယူထားတာကြောင့်မလို့ Vis ကိုတိုင်းကလည်းသူ့စိတ်ကြိုက်အတိုင်းလွတ်လွတ်လပ်လပ်နဲ့ကစားခွင့်ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့လည်းပဲအကောင်းဆုံးခြေစွမ်းတွေကိုဒီပွဲစစ်မှာပြသနိုင်ခဲ့တာဖြစ်ပြီးတော့ဂိုးဖန်နီမှုနှစ်ကြိမ်ကိုလည်းရယူနိုင်ခဲ့ပါတယ်။ကွင်းကိုတွေရောဂိုးဖန်နီမှုတွေရောမပြုတ်လို့ရတာအချိန်တော်ကြာနေပြီဖြစ်တဲ့ Vis အနေနဲ့ ီပွဲစဉ်မှာဂိုးဖန်နေမှုနှစ်ကြိမ်ကိုပြုလုပ်နိုင်ခဲ့တာကြောင့်အသင်းဖော်တွေကလည်းသူ့အတွက်အတော်လေးကိုဝမ်းမြောက်ဝမ်းသာဖြစ်နေကြရပါတယ်။အသင်းဖော်ကစားသမားတွေဝမ်းမြောက်နေကြသလိုဒီကမ္ဘာလုံးကလီဗာပူးပရိသတ်တွေကလည်း Florian Face အတွက်ဂျေနက် PD တွေဖြစ်နေကြပါတယ်။ပြောရမယ်ဆိုလို့ရှိရင်ဒီဂျာမနီကျယ်ပွင်လေးအတွက်ဒီဖန်နေမှုနှစ်ကြိမ်ကဘာမှမဆိုသာသေးပါဘူး။ဒါကအစပဲရှိပါသေးတယ်။နောက်ထပ်နောက်ထပ်အသေးအသေးတွေများစွာ Face စီကနေလာဖို့ကြံပါသေးတယ်။ ။ဒါမဲ့ပွဲစဉ်ဒီမှာလဲ Armstrong အနေနဲ့ဒီလိုမျိုးပဲ Vince ကိုအသက်ရှူချောင်စီမဲ့ကစားပေါက်ကိုဖန်ပြီးပြီးအသင်းတိုင်းကိုအနိုင်ယူလို့ရနေတယ်ဆိုတာကိုသိရှိသွားပြီလို့ပဲမျှော်လင့်မိပါတယ်။နောက်တစ်ချက်ကတော့ခီဇာပါပဲ။အိဆက်တန်ရရခဲ့တယ်လို့ခီဇာကဒုတိယပိုင်းစတွေကဝင်ကစားခဲ့ရပြီးတော့အသင်းနဲ့အံဝင်အောင်ကစားသွားနိုင်ခဲ့ပါတယ်။လီဗာပူးကသာ အရန်အဆင့်ထားနေပြီမြေခီဇာရဲ့အရေးချင်းကလည်းထိတ်တဲအဆင့်မှရှိနေပါတယ် ။အောင်မန်ကစားသမားကပိုးကလည်းသူ့ကိုဘလို့ပဲပြောနေပါစေ။သူလုံရမဲ့တာဝန်တွေကိုသူ့ဘာသာအကောင်းဆုံးလုပ်ပြနေရပါပဲ။ရောဘတ်ဆန်အနေနဲ့ကဝါရီတဘာရီနဲ့ထိမ့်ပြီးတော့အကောင်းဆုံးဆွမ်းဆောင်သွားနိုင်ခဲ့ပါတယ်။ကာတစ်ကျောင်းနဲ့ဆူဘူတို့ရဲ့ကွင်းလယ်အတွက်ဖက်ကိုရောဘတ်ဆန်ကချီးကျူးသွားပြီးတော့အခုလိုမျိုးနောက်တန်းကစားသမားတွေအသက်ရှူချောင်စီတာကဒီကွင်းလယ်ကြောင်းဆိုပြီးတော့ပဲဆိုထားခဲ့ပါသေးတယ်။ဘိုးသမားမမတက်ရှင်လီကဘလောက်ထိကောင်းလဲဆိုတာကိုတော့ထွတ်ထွတ်ကြောက်ကြောက်လို့မှမထင်ပါဘူး။ ထရန့်ဖတ်ရဲ့တစ်ချက်တစ်ချက် ကောင်တာတွေကိုအတင်းငိမ့်ဆုံးလက်ဆွမ်းအနေနဲ့ကောက်ွယ်သွားခဲ့ပါတယ်။ကီတီကီ၊ကိုနာတေ၊ဖန်ဒိုက်တို့ကလည်းဂိုးတွေအသီးသီးသွင်းယူနိုင်ခဲ့ပြီးတော့ဂျာမန်မျိုးကိုတိမ့်ပိုက်တဲ့ပွဲမှာအခေယာကျခဲ့ပါတယ်။တခုဆိုရင်မိတာကဖရင်ပောင်နဲ့အီဆက်တို့တရားရခဲ့တာကြောင့်ပါပဲ။ဖရင်ပောင်အနေနဲ့ကလည်းတခေါက်ကြောတန်ရရရှိခဲ့တာကြောင့်မလို့လာမယ့်ပွဲစဉ်ကြီးကတော့ရဲချော်သွားနိုင်ပွဲရှိပါတယ်။အိဆက်ရဲ့တန်ရအခြေအနေကတော့အများကြီးမပြင်းထန်ဖို့မျှော်လင့်နေမိပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။